How many have learned something from this topic of ours? I'm Apostle Kevin Makwele from South Africa. I have learned to depend on God. So the question Menglava Dini Malebe, Prophet Kakande, Prophet Pura, Nasu Nintoda. နာယောဂငိမ့်တာကိုမြန်မာလူနားလေရလွယ်ကူနိုင်ရန်ဘာသာပြန်ပေးတာဖြစ်ပါတယ် ဒီပုဂ္ဂိုလ်ကတော့တမန်တော်တပါးဖြစ်ပါတယ်သူကအိမ်ထောင်ရှိတာဖြစ်ပါတယ်အိမ်ထောင်ပြုတာဆယ်နှစ်ကြာတော့ပြီဒါပေမဲ့တာဒမီယေတနာမမွေးပါဘူးအဲ့တော့သူ့ရဲ့မဲခွန်းမှာ တာဒမီယေတနာဘာဖြစ်လို့မမွေးတာလဲဆိုတော့မဲခွန်းကိုမဲမှာဖြစ်တယ်ပရိုဖက်ခခနဲ့ဘယ်လိုဖြေပေးတယ်လဲဆိုတာမိတ်ဆွေတို့ကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့စပြီးမှအနားထောင်ကြည့်ကြရအောင် that i have said စေဆိုတော့နေတို့တေငါစံစာတင်ပြတဲ့ကဘာနားလေတည်းလို့ဆရာကပြောတော့ဘုရားသခင်ပေါ်မှာမိကူအားထားရမယ်ဆိုတာကိုလေ့လာရတယ်လို့သူကအရင်ဖြေတာဖြစ်ပါတယ်အဲ it's about uh, my family သူမမေကွန်းရှိပါတယ်အဲ့ဒါကတော့မိသားစုနဲ့ဆိုင်တော်မေကွန်းဖြစ်ပါတယ် we have been married for 10 years ကျွန်တော်တို့လေမယားကလက်ထပ်တာ10နှစ်ရှိပါပြီ and there is no children တပမဲ့ကလေးမမွေးပါဘူး first samuel chapter 1 verse 5 and 6အခုတော့ prophet ကစံစာကိုအရင်ဖတ်ခိုင်းတာဖြစ်ပါတယ်ဓမ္မရာဇင်ပထမဆောင်အခန်းကြီး1အငယ်9ကနေ6ကိုအင်္ဂလိပ်လိုဖတ်မှာဖြစ်တယ်ကျွန်တော်ကတော့မြန်မာလိုဖတ်ပေးမှာဖြစ်ပါတယ် But to Hannah, he'll give a double portion. For he loved Hannah, although the Lord had closed her womb. And her rival also provoked her severely to make her miserable because the Lord had closed her womb. Okay. yam engle lo phapi de na myanmar lo phap ba me tama ya so yin patthama sa wa khanji ti ange 4 5 6 phap ma pi ba de အလျာကနာဒီဤပူဇော်ခြင်းရောက်တော့အခါမယပေနနိနဲ့သူဤတာဒမီအပေါင်းတို့အားဝေမြဤဟာနနာကိုချစ်တော်ကြောင့်နဆတော်အဖိုးကို ပေဤဆိုတော့အလျာကနာကမိမ့်မှ၂ယောက်ရှိတာဖြစ်တယ်တယောက်ကပေနနဆိုတဲ့အမျိုးသမီးဖြစ်တယ်နောက်တယောက်ကျတော့ဟာနဆိုတဲ့အမျိုးသမီးဖြစ်တယ်ဆိုတော့ဟာနက ကလေးမမွေးဘူးပထမတယောက်ကကလေးမရပယ်နေနေရကလေးမွေးတယ်ဆိုတော့ဟိုမှာတာဒီမီတီကိုလက်ဆောင်ပေးတဲ့အခါမှာဟာနကလေးမမွေးတော့ညာလည်းပဲသူ့ကိုနှစ်ဆတောင်ပေးတယ်ဘာဖြစ်လို့ဆိုတော့အလကာနာကဟာနကိုချစ်တော့ကြောင့်တို့ရတွင်သာဝရဖျားဒီဟာနအာတာဖွာတော့အခွင့်ကိုပေးတော့မမူထို့တို့ဖျားထို့တို့သာဝရဖျားဒီ တာဒမီမွေးဖွားသောအခွင့်ကိုပေးတော်မမူသောကြောင့်ဟာနစိတ်ညစ်စိတ်ဆူအောင်ယံသူတို့သည်အလွန်နှောက်ရက်တတ်ကြ၏ဆရာဟာနကကလေးမမွေးတဲ့အခါမှာပဝန်းကျင်ကလူတွေကဟာနကိုအယံကိုနှောက်ရက်တာဖြစ်ပါတယ်ဒါကအရှေ့လေပိုင်းမှာရောအာဖရိကမှာရောအာရှတိုင်းမှာရော ကလေးမမွေးတော့မိခင်တွေဟာအလွန်ပဲနောက်ဆက်ချင်းခံရတာဖြစ်ပါတယ်။သို့တော်လည်းဟာနာကိုဖရာကလေးပေးတဲ့အတွက်နောက်မှာရှမွေလောက်ကိုပရော်ဖက်ရှမွေလောက်ကိုမွေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဒီတယောက်ကလည်းပဲတမန်တော်ဖရာမှုတော်ဆောင်တပါးဖြစ်တဲ့ဇနီးတဲ့ရှိတဲ့သို့တော်လည်းစနစ်ကြတဲ့အထိကလေးမမွေးဘူး။ပရော်ဖက်ဘလို့ကူညီပေးမလဲကြည့်ရအောင်။ Did Anna stop prayer? No. ပရော်ဖက်မေရာကတမန်ကျမ်းစာထဲကဟာနာက ကလေးမရတတ်တဲ့အခါဆွတ်မတောင်းပဲနေသလားလို့မဲတော့မနေပါဘူးတဲ့ဆက်ပြီးမှဆွတ်တောင်းပါတယ်တဲ့ she continued in prayer under အဲ့ဒီဟာနာကဆက်လက်ပြီးမှမလုပ်နေတလဲလို့မဲတော့ဆွတ်တောင်းနေပါတယ်လို့ဒီမှုတော်ဆောင်ကဖြေပါတယ် that was who အဲ့တော့ဆွတ်တောင်းခြင်းရဲ့အဖြေကဘာလို့လဲဆွတ်တောင်းခြင်းရဲ့အဖြေနောက်မှာဘုဒ္ဓကိုရတယ်လဲလို့မဲပါတယ် ရှမွေလာဖြစ်ပါတယ်။ပရိုဖက်ရှမွေလာကို မွေးတာဖြစ်တယ်။ဟာနာဆုဆက်ပြီးမှဆုတောင်းတဲ့အတွက်ရှမွေလာကိုမွေးတယ်ဆိုတာကိုစမ်းစာမှာရေးတယ်။ဘုရားသခင်ကရှမွေလာကိုပေးတာဖြစ်ပါတယ်။နောက်ပိုင်းမှာရှမွေလာကိုမွေးပြီးတဲ့နောက်မှာတခြားသားသမီးတွေများစွာကိုလည်းမွေးတယ်လို့စမ်းစာကလာတာဖြစ်တယ်။ဆိုတော့ခရိယန်တွေကကြတော့သားသမီးရတနာကို ပေးတာဘုရားသခင်ဖြစ်တယ်ဆိုတာကို သမဟောင်းဓမ္မတိကျအဖြစ်တည်ထားတာဖြစ်တယ်။သို့တော်လည်းတပားအမျိုးသားဘုရားတခင်မကူကွယ်တဲ့သူတွေကြတော့သာတမီးယတနာဟာဘုရားရှိခလာတယ်ဆိုတာမသိကြပါဘူး။ဆာလံ129အငယ်3မှာဆိုလို့ရှိရင်သာတမီးယတနာဒီဘုရားတခင်ပေးတယ်လို့ရေးတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ကျမတို့ဟာဘုရားတခင်ပေးလို့မွေးလာတဲ့သာတမီးတွေဖြစ်ကြပါတယ်။ Prophet ဘယ်လိုဆက်ကူမလဲကြည့်အောင်။ Скажи про Денгон? The man of God is touching his own stomach, and now the Holy Spirit is touching the stomach of the wife to Apostle Kevin. Watch, brethren, this reaction. The Holy Spirit. My name, Jesus, womb be open. In Jesus' name. Womb be open. တဲ့ငါပွင့်လာဖို့ယေရှုနာမနာအမိန်ပေးတာဖြစ်ပါတယ်ဆိုတော့ပရောဖက်အခုကာလမှာဆိုလို့ရှိရင်ပရောဖက်တွေကိုရှေ့ကိုတွားလို့ရှိရင်ကလေးမမွေးတတ်တဲ့မိခင်တွေကကလေးမွေးလာကြတော့မှဖြစ်ပါတယ် ဆိုတော့ဓမ္မရာဆိုရင်ပထမဆုံးမှာပဲအဲဟာနာကကလေးမွေးတာမဟုတ်ပါဘူးဟာနာကပရဘာလဲယေဘရဟိအေလီနဲ့တွေ့တဲ့အခါမှာတာဒမိယတနာကိုမရတာဖြစ်တယ်အခုဒီမြို့တမိလဲပရဖက်ဒီခခနဲ့နဲ့တွေ့တဲ့အခါမှာသူမထဲမှာဟန်တာရတဲ့နတ်ဆုကို ဖေရှားပြီးမှတာဒမိယတနာမွေးမှာဖြစ်ပါတယ်ဟုတ်ဆိုနတ်ဆုထွက်သွားပြီဖြစ်ပါတယ် but uh, there is uh, something wrong within all the issue. I'll talk about two things. သာဒီအမျိုးသမီးဘက်မှပြဿနာနှစ်ခုရှိတယ်လို့ပြောပါတယ် The lady herself in their family ဆိုတော့အဲ့ဒါကိုစက်မသွားခင်မှာဒီမှာဘုရားတခင်မို့တော်ဆောင်တမန်တော်တပါးနဲ့ဆရာကတော်ဖြစ်တော်ညာလည်းပဲ နတ်ဆူဟာတာဒမီမရအောင်ဟန်တားနိုင်တာဖြစ်တယ်။ဖျားတခင်ရဲ့လူ ဖြစ်ပြီးမှနတ်ဆူဟာကလေးမရအောင်ဟန်တားထားတာဖြစ်တယ်။ဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်သူတို့ထက်တာ၍ဘေးတိတ်ကြီးသောပရိုဖက်ခခန်တဲ့လူရှိမှတွားရတာဖြစ်ပါတယ်။တို့မှတာသူတို့လွတ်မြောက်မှာဖြစ်တယ်။ There is uh, one depression ဆိုတော့ပထမတစ်ခုကဒီအမျိုးသမီးဘက်မှာဘာပြဿနာရှိတယ်ဆိုတော့စိတ်တက်ကြဆဲတော့ဝိငင်ရှိတယ် My name is Petronia Makwele from South Africa ပမာကအာဖရိကတောင်အာဖရိကကလာတယ်လို့မေ့ဆက်ပါတယ် What the man of God is saying is true ပရောဖက်ပြောတဲ့အတိုင်းမှန်ပါတယ် In our family there's depression to my ကျမတို့မိသားစုမှာစိတ်တက်ကြတဲ့ဝိငင်တွေရှိပါတယ် confusion. And this depression leads them to madness. ဒီစိတ်တကြတဲ့ကြဆဲတဲ့နတ်ဆူတွေကဘယ်ကိုဘာလောက်တက်လဲဆိုလို့ရှိရင်လူကူယူအောင်လောက်တက်တယ်လို့ပြောပါတယ်။ Yes that is true. မန္တေလို့တမကဖြေပါတယ်။ People are mad. Prophet ပြောတာကနင်တို့မိသားစုထဲမှာလူတယောက်၊နှစ်ယောက်၊သုံးယောက်ကစိတ်မနှံ့တော့ဘူးလို့ပြောပါတယ်။ Yes မန်တယ်လို့ဆရာကတော်ကဖြေပါတယ် It's correct correct မှန်ပါတယ်အခုတော့ဒီစိတ်မနှံ့ဖြစ်စေတဲ့နတ်ဆိုးအဲ့ဒီနတ်ဆိုးကဒီမြတ်မြတ်ထဲမှာလဲရှိနေတာဖြစ်တယ် prophet ကဝိညာဉ်တကူနဲ့နင်ထုတ်ပေးတာကိုကြည့်ရအောင် The difference is going on for right now. Madness, go! ဒါကယူစေတဲ့နတ်ဆိုးစိတ်သက်ကြစေတဲ့နတ်ဆိုးကိုဖယ်ရှားနေတာဖြစ်တယ်နတ်ဆိုးထွက်သွားပြီဖြစ်ပါတယ်ဆိုတော့ဒါမျိုးရိုးတစ်ခုမှယူစေတဲ့နတ်ဆိုးဝင်လို့ရှိရင် လိုက်သွားတာဖြစ်တယ်ပါနော်ဒါကြောင့်အဲ့ဒီလိုမျိုးမျိုးရိုးတဲ့ကလူတွေကဒီလိုမျိုးနတ်ဆိုးနေထုတ်တဲ့ဆရာတွေနဲ့တွေ့မယ်ဆိုလို့ရှိရင် ပုံပြမတင့်လို့တာဖြစ်ပါတယ်ဆိုတော့ဒီမှာယူစေတဲ့နတ်ဆိုး စိတ်သက်ကြစေတဲ့နတ်ဆိုဟာလူထဲမှာဝင်ပြီးမှမိသားစုရဲ့ကောင်းကြီးကိုဟန်တားတယ်ဖျက်ဆီးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။တမန်ကျမ်းစာထဲမှာရှင်ယောဟန်ခန်းကြီး၈:၄၄မှာယေရှုခရစ်တော်ကမနတ်ဒီလူအသက်ကိုကဘာဥကတိကတတ်တယ်လို့ပြောပါတယ်။မနတ်ဒီမကောင်းမှုအလုံးရဲ့အဘာဖြစ်တယ်။မနတ်ဒီမူတာရဲ့အဘာဖြစ်တယ်လို့ရေးထားပါတယ်။ရှင်ယောဟန်ခန်းကြီး၁၀:၁၀မှာဆိုလို့ရှိရင်မနတ်ဟာလူရှိကိုလာတဲ့အခါလိန်ဖို့ဖြစ်တယ်။ နောက်မှာဖြည့်ဆည်းဖို့နောက်မှာတတ်ပြဖို့ဖြစ်တယ်လို့ပြောပါတယ်။သို့တော်လည်းယေရှုခရစ်တော်လာတာကတော့အဲ့ဒီမာနချုပ်ထားတဲ့သူကိုရွေးနှုတ်ဒီတာမကရွေးနှုတ်ချင်းခံရယူဒီတာမကအဲ့ဒီလိုရတတ်တာမှာပြည့်စုံစေဖို့ဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဒီနေ့ယေရှုခရစ်တော်ကိုကိုးကွယ်တဲ့သူဟာတမန်ကျမ်းစာရှိတဲ့အတွက်မာနကဘာလို့လုပ်တယ်ဆိုတာသိခွင့်ရပါတယ်။သို့တော်လည်းကျွန်တော်တို့လိုနှက်စားတွေတပါးမျိုးသားနတ်နတ်ကိုကိုးကွယ်တဲ့သူတွေကြတော့ ဒီမာနရဲ့မကောင်းကြောင်းကိုသူတို့သိခွင့်မရပဲမာနရဲ့လက်ဖြားခြင်းနောက်ဆက်ခြင်းဖျက်ဆီးခြင်းနဲ့ဧကဘာကြီးကနဲ့လွန်သွားကြရတာ ဖြစ်ပါတယ်သို့တော်လည်းအချိန်မီယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုယပြီးမှပရောဖက်ရှင်ကိုသွားမယ်ဆိုလို့ရှိရင်ဒီမာနလက်ထက်ကနဲ့လွန်မြောက်နိုင်ပါကြောင်းတင်ကောင်းပါလိုက်ပါတယ် Every time I've been praying uh, with her, the demon will manifest and say that. ဆိုတော့ဒီဆရာကသူ့မိမအတွက်ဆူတောင်းပေးတဲ့အခါမှာနတ်ဆူကအထက်ကနေကြွတော့ကြွတယ်ဒါပေမဲ့မထွက်ဘူး that i want to make her mad so ဆိုတော့နတ်ဆူကဒီဆရာကနော်ဒီတမန်တော်နာမည်ရထားတဲ့ဆရာကသူ့မိမအတွက်ဆူတောင်းပေးတဲ့အခါအထက်ကနတ်ဆူကကြွလာတယ်ကြွပြီးမှဘာပြောတယ်လဲဆိုတော့နင်မိမကငါယူအောင်လုပ်မယ်နင်မိမကငါယူအောင်လုပ်မယ်လို့တော့ပြောနေတာဖြစ်တယ်ဒါပေမဲ့ဒီဆရာက သူ့မှာရှိတဲ့ပြည့်တက်ကမလောက်တာဖြစ်တဲ့အတွက်ဒီနတ်စုကိုမနှင်ထုတ်နိုင်ဘူး။ဒါကြောင့်တာ၍သူ့ထက်ပြည့်တက်ကြီးတဲ့ prophet ခက်ခန်းတဲ့ရှိကိုလာပြီးမှအခုလိုနှင်ထုတ်ပြရတာဖြစ်ပါတယ်။ဒါကတခြားကဘာမှာရှိတဲ့သူတွေခရိယန်ဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေဒီဝိညာဉ်တွေဟာဒီလိုလုံးမနိုင်တယ်ဆိုတာသိထားဖို့လိုမှာဖြစ်ပါတယ်။ Now you're talking about you'd have produced invalid children. အခု prophet ကသူ့ကိုဘာပြောလဲဆိုတော့နင်တို့မှာ ဘလိုမျိုးကလေးတွေရတယ်လဲဆိုလို့ရှိရင်အမတန်မတန်တဲ့ကလေးတွေနေတို့ရတယ်လို့ prophet ကပြောပါတယ် invalid ဆိုတာဟိုပုံပြပန်းပြကလေးတွေရတယ်ဗောနော်တာမန်ကလေးမရဘူး some of the children are invalid they look တချို့နေတို့ရတဲ့ကလေးတွေကဒီလိုမျိုးပုံစံဟုတ်တယ်ဟိုမျိုးဗောနော်မျက်မျက်စိကလေပြင်းကငိုက်ပြင်းမှာ မျက်စိကအဖို့ကိုကြည့်ပြီးမှလက်ကအောက်ကိုကိုကိုကြည့်တောင်းလောင်းတောလောင်းလောင်းဖြစ်တာအဲ့လိုမျိုးကလေးတွေနင်တို့ရတယ်လို့ prophet ကပြောပါတယ် about the invalid children after she has conceived she saw a dream ဟုတ်တယ်ကျွန်တော်မိမကကိုဝင်ရဘူးတယ်ကိုဝင်ရပြီးတဲ့နောက်မှာအိမ်မက်မြင်ပါတယ် of a the child was like a boneless something like that ဆိုတော့အိမ်မက်ထဲမှာဒီအမျိုးသမီးကိုဝင်ဆောင်စင်မှာအိမ်မက်ထဲမှာဗမင်ရလဲဆိုတော့သူမကိုဝင်ဆောင်ထားတဲ့ကလေးဟာအယူမပါဘူးအသားကြီးပဲအဲကလေးကဟိုဟိုဘယ်လိုပြောကြက်ပေါင်ကွင်းလို့ပေါ့နော်ဟိုရန်ဒီရန်အဲ့လိုမျိုးကလေးကိုမြင်ရတာဖြစ်တယ် not well and the prophet ခခန်တွေက ဒီလူတွေရဲ့တဲ့အိမ်ထဲမှာဘလို့ကလေးရတာကိုမြင်တာဖြစ်ပါတယ် My dream that I had I saw a child that I gave birth to သူတမကကိုဝန်ဆောင်တဲ့ခါမှာအိမ်မက်မက်တယ်သူမကကလေးမွေးလိုက်တာကိုတွေ့ရတယ် was not moving straight မွေးလာတဲ့ကလေးဟာ ဖြောင်းဖြောင်းမလှုပ်ရှားနိုင်ဘူးတွေ့ရတယ် he was not okay အဲဦးနော်လည်းမမမှုဆိုတာတွေ့ရတယ် head was looking like a pig ပြီးလို့ရှိရင်အဲ့ဒီမွေးလာတဲ့ကလေးရဲ့ခေါင်းက ဝက်ခေါင်းနဲ့တူတယ်လို့ယောက်ျားကပြောပါတယ် the baby died in the womb at etma ရှိလာတာကိုဝင်အရင်မှာအဲ့ဒီကလေးဟာဘိုက်ထဲမှာတည်တော့ပါတယ်ဆိုတော့ prophet ကအတိတ်ကသူတို့ဘိုက်ထဲမှာဘလို့မွေးကလေးတွေလာတယ်ဆိုတော့မြင်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကြားရတာဖြစ်ပါတယ် prophet တွေဟာ ဟိုးကလေးကနဲ့မင်းတော်သူလို့နာမည်ရှိပါတယ်။ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီးကိုအငယ်ကူးကိုဖတ်မယ်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဟိုကာလမှာပရောဖက်တွေကိုမင်းတော်သူလို့ခေါ်တာဖြစ်ပါတယ်။ I never had it was just a boy အဲ့ဒီကလေးကတားလေးဖြစ်ပါတယ်။ But that too much because the Lord has given you good ဆိုတော့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေကိုစဉ်းစားပြီးမှဘာမှအစိတ်အနှောက်အယှက်မဖြစ်ပါနဲ့အခုမှ ဖျားတခင်ကနင်းကိုတာဒမိယေတနာအကောင့်ဒီပေးလာတော့မယ်လို့ပြောပါတယ်ဒါဆိုလို့ရှင် အတိတ်မှာဒီနတ်ဆုက နေတာဖြစ်တဲ့အတွက်ဒီအကူဝင်ကိုသူလှုပ်ချင်တာလှုပ်သွားတာဖြစ်ပါတယ် There's no problem ဖျားတခင်ပြတနာဖျားတခင်အတွက်ဒီတာဒမိယဘုကိစ္စမှာပြတနာမရှိဘူးလို့ပရောဖက်ကသူမရဲ့တတ်အိမ်ကိုသူထိကောင်းကြီးပေးပါတယ် Thank you Jesus Thank you Holy Spirit ယေရှုဖျားကိုယေရှုတင်တယ်။ခန့်ရှိတော်မူတဲ့ဖျားကိုယေရှုတင်တယ်။ဒီနေ့တော့ဘာသာပြန်တာဒီမှာရနာမှာဖြစ်ပါတယ်။ဒီနေ့ကဘာအပေါ်မှာလူတွေကအင်ထောင်ပြုတ်ကြပြီးတာတမီယတနာရပြီးကိုဝင်ပြတ်တဲ့ဒူတွေနဲ့နော်ပုံမမှန်တဲ့ကလေးတွေနဲ့တချို့ကလုံးလုံးကိုဝင်မရတာနဲ့များစွာပြဿနာရှိတာဖြစ်တယ်။အဲ့ဒါမာနရဲ့မကောင်းမှုအလုံးရဲ့အပါရဲ့လောက်ချမှုကြောင့်ဖြစ်တယ်။